အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြီးတော့ခွန်အားရခဲ့တဲ့စာအုပ်လေးတော့ကိုပြန်လည်ပြီးပြန်ပြပေးခြင်းပါတယ် ဆောက်လေးရဲ့နာမည်ကတော့ရေရေမောမောတော်တော်ရှင်ရှင် နေသေးခြင်းပါတယ်ဆိုတဲ့ဆောက်လေးပဲဖြစ်ပါတယ်။စာရေးဆရာကတော့ကြည်မင်းကောင်ဖြစ်ပါတယ်။စာရေးဆရာဒီဆောက်လေးကိုရေးရတဲ့ရေးချက်ကတော့ကျွန်တော်တို့ကဘာကြီးကကျမ်းမာရေးတွေကျူကြတယ်၊လူတွေကလည်းစီးပွားတွေပြည့်နေကြတယ်တော့စိတ်ညစ်ကြတယ်။ဒါပေမဲ့စိတ်ညစ်နေလို့ကျွန်တော်တို့ကမပြီးဘူးလေ။ဒါကြောင့်ရေရေမောမောတော်တော်ရှင်ရှင်နေသေးခြင်းပါတယ်ဆိုပြီးစာရေးဆရာရဲ့စေတနာစကားလေးအပြည့်အစဖွင့်ထားပါတယ်။ကျွန်တော်တို့ရဲ့ဘဝမှာစာရေးဆရာဘလောက်ထိကျွန်တော်တို့ကိုပြောချင်စေချင်တဲ့ဆရာကိုဒီဆောက်လေးကိုဖတ်ပြီးတော့စာရေးဆရာရဲ့စေတနာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်။ အဒီစာအုပ်လေးထဲမှာဆိုလို့ရှိရင်သူကပြောထားတာကအဲအမှန်တရားကိုလက်ခံရမယ်တဲ့ဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့ဘဝမှာကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ်ကလက်ခံရမယ်။ဥရထားတဲ့လက်ရှိအခြေအနေကိုကိုယ်ကလက်မခံနိုင်ဘူးမချိမနဲ့တွေဖြစ်မယ်စိတ်ဆင်းရဲနေမယ်ဆိုရင်ကိုယ်ပဲပူတောင်ရမယ်။ဒါကြောင့်ကိုယ့်ရဲ့လက်ရှိအခြေအနေကိုလက်ခံပြီးစိတ်ကိုပြောင်းအောင်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အဲ့ဒါကဘယ်သူမှမတာဝန်ရှိတယ်မဟုတ်ကျွန်တော်တို့မှာပဲတာဝန်ရှိတဲ့အကြောင်းကိုစာရေးဆရာကပြပြထားပါတယ်။နောက်တစ်ခုကကိုယ့်ကိုအမားလုပ်ခဲ့မိရင်လည်းကိုယ့်ကိုအပြစ်တင်စရာမလိုဘူးပေါ့နော်။ကျွန်တော်တို့ကကိုယ့်ကိုအပြစ်တင်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုတောင်မှမကျင်တဲ့လူအပြစ် ြစ်တင်သူတို့ဘာကျွန်တော်တို့ကိုပြန်ပြီးအပြစ်တင်နိုင်တဲ့အကြောင်းလေးတွေကိုလည်းဇာတ်ရေးဆရာကပြောပြထားပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘုရားမှာကျမ်းမာအောင်နေရမယ်ဘလောက်ပဲအဆင်ပြေနေပါစေငွေရေးကြီးတွေပေါများနေပါစေကျမ်းမာရေးကမကောင်းဘူးဆိုရင်ကျွန်တော်စိတ်သွားတိုင်းကိုမပါနိုင်ဘူးပါเนาะအဲ့ဒီအကြောင်းလေးကိုလည်းဇာတ်ရေးဆရာကအနစ်ချုပ်ကိုအကျေတဝန်ရောဖွင့်ပြပေးထားပါတယ်ဒီစာအုပ်လေးထဲမှာနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဘုရားမှာကိုယ့်ရဲ့ဘုရားမှာအခက်အခဲတွေပြဿနာတွေကြုံလာပြီဆိုလို့ရှိရင်လည်း အာကိုတယောက်တည်းချိတ်ခံရမှာလို့ဘူးပေါ့နော်ကိုရဲ့ပတ်ဝန်းကျင်မှာကိုရဲ့ချစ်ရတဲ့တငယ်ချင်းတွေလည်းရှိမယ်မိသားစုဆွေမျိုးအတိုင်းအဝိုင်းတွေရှိတယ်သူတို့ကိုကယဉ်ဖွင့်လို့ရတယ်ပေါ့နော်သူတို့ကိုယဉ်ဖွင့်မယ်ကိုရဲ့ခက်ခဲလေးကိုသူတို့နဲ့တူယဉ်ဖွင့်ပြောဆိုရင်းနဲ့သူတို့စီရအကြံပေးစကားတွေကိုကနားထောင်ရင်းနဲ့ကိုရဲ့ပြဿနာတွေကိုရဖြေရှင်းလို့ရတယ်ဆိုတော့ကိုစာရေးဆရာကပြောပြပေးတာပြောပြပေးထားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီ မနက်ခင်းနေဆိုလို့ရှိရင်လည်းအိယာထတာနဲ့ပတ်သက်ပြီးတော့စာရေးဆရာကပြောထားတယ်ပေါ့နော်ဒီအစာပိုင်းမှာဆိုလို့ရှိရင်စာရေးဆရာကဒါမျိုးအချက်လယ်လေးတွေနဲ့တေချာလေးရှင်းပြပေးထားတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဘဝမှာဘာတွေလုပ်ရမလဲဆိုတာကိုပြီးရင်ဒီမှာဆိုမနက်ဆိုရင်ကျွန်တော်ဆော့ဆော့ထားရမယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကညမှာဆော့ဆော့ညအိယာကိုကျွန်တော်တို့ကနောက်ကြမှာဝင်မနက်ကြလို့ရှိရင်ကျွန်တော်နောက်ကြမှာထားတယ်အဲ့ဒီတော့ကျွန်တော်အလုပ်လုပ်တဲ့အခါမှာစီနီယာမကြတော့ဘူးပေါ့အလုပ်တွေနောက်နေလာမယ်ဒါကြောင့်ကျွန်တော်တို့အိယာဝင်တဲ့အချိန်မှာမနက်ကိုအညကိုဆော့ဆော့ဝင်ပြီးတော့မနက်ကိုဆော့ဆော့ထားရမယ်ပြီးလို့ရှိရင်ညအိယာဝင်တဲ့အခါဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေ အဲဘဝမှာမနက်ဖြန်ပါလုံးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အစီအစဉ်လေးဆွဲပြီးတော့မနက်ကိုနိုးထတာပိုကောင်းတယ်ဆိုပြီးဆိုင်းဆရာကပြောထားတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကမနက်အရထားတဲ့အခါမှာတကယ်ပဲသေချာချာလေးစီစဉ်ကြကြလေးနဲ့ကျွန်တော်တို့အရထားနိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမလို့တခုချင်းစီကိုတည်တဲ့အတွက်စီစဉ်လေးလည်းဖြစ်မယ်ဆိုတာကိုဆိုင်းဆရာကသေချာလေးရှင်းပြပေးထားပါတယ်အဲနောက်တစ်ခုကဆိုင်းဆရာဘာရှင်းပြထားပေးထားလဲဆိုလို့ရှိရင် ကိုကိုကိုမြင့်တင်ဖို့အကြောင်းကိုလည်းစာရေးစရာပြောထားကြတယ်ပေါ့နော်တကယ်ကိုကိုမြင့်တင်တဲ့နေရာမှာဘယ်နေရာတွေပါလဲဆိုတော့ကျင်ကိုရဲ့ပညာကြီးတွေပါတယ်အတွေးခေါ်တွေအရေးချင်းတွေဗဟုသုတတွေအနေထိုင်အပြုမူဇာတိတပေါ့နော်စတဲ့အရာတွေကိုကျွန်တော်တို့ကဒီထက်မကတာရေးပို့ပြီးမြင့်မှုလိုအပ်တယ်ပေါ့နော်ကျွန်တော်လူပတ်ဝန်းကျင်မှာနေတဲ့အခါမှာဒီအရာတွေကတဝန်းနေ့နေ့တိုင်းမှာတိုးတက်ကြီးတိုးတက်ပြီးတော့အာပြောင်းလဲနေဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဘောမှာအဲ့ဒီအကြောင်းကိုလည်းစာရေးစရာကအရေးကြီးတဲ့အကြောင်းကိုစာရေးစရာကတိကျလေးရှင်းပြပေးထားပါတယ် အဲနောက်ထပ်တစ်ခုအနေနဲ့ဆာရေးဆရာကပါနော်ဒီလေကျွန်တော်တို့အလုပ်တွေကိုရွေးချယ်တဲ့အခါဆိုလို့ရှိရင်လည်းသူကပြောလဲဆိုတော့ဒီကိုဝါသနာပါတဲ့အလုပ်ကိုလုပ်လုပ်တယ်ပေါ့နော်အဲကနံပါတ်1အနေနဲ့သူကပြောပြထားလဲဆိုလို့ရှိရင်ဒီကိုဝါသနာပါတဲ့အလုပ်ကိုလုပ်တယ် ပြီးရှင်ကိုဝင်ငွေလည်းကောင်းတယ်အနာကလည်းကောင်းတယ်ဆိုလို့ရှင်သူ့ကိုနံပါတ်1အနေနဲ့သတ်မှတ်ကြည့်မယ်ပေါ့နော်နံပါတ်2အနေနဲ့ကျတော့ဒီကိုဝါသနာပါတဲ့အလုပ်တော့လုပ်ရတယ်ဝင်ငွေမကောင်းဘူးအနာကလည်းမကောင်းဘူးအဲအဲ့လိုလူတွေရပဲနောက်တစ်ခုကကျတော့ကိုဝါသနာတော့မပါဘူးအလုပ်ကတော့ကိုဝါသနာမပါတဲ့အလုပ်ကိုသူကလုပ်နေရတယ်ဒါပေမဲ့ဝင်ငွေကောင်းတယ်အနာကလည်းတည်ချာတယ်နောက်တစ်ခုကကျတော့ကိုဝါသနာမပါတဲ့အလုပ်ကိုလုပ်နေရတယ်ဝင်ငွေလည်းမကောင်းဘူးအနာကလည်းမကောင်းဘူးဒါဆိုကိုကဘယ်ထဲမှာပါနေလဲပေါ့နော်အဲကိုရဲ့တတတာထဲမှာဘယ်ထဲမှာပါနေလဲဆိုတော့ကိုကပြန်လဲဆန်းစစ်ရမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဆိုင်းဆရာက လိုပြောထားလဲဆိုရင်ကိုကဝါသနာပါတဲ့အလုပ်ကိုလည်းလုပ်ရတယ်ဝင်ငွေလက်ကောင်းတဲ့အနာဂတ်လက်ကောင်းတဲ့ဆိုတော့ဒါမှပြောစရာမရှိဘူးပေါ့နော်ကိုဝါသနာပါတဲ့အလုပ်ကိုတော့လုပ်ရမယ်ဝင်ငွေမကောင်းဘူးအနာဂတ်လက်မကောင်းဘူးဆိုရင်တော့ဒါနည်းနည်းတော့ကိုယ်ကစဉ်းစားရမယ်ပေါ့နော်တကယ်တကယ်လို့ကိုကဝါသနာလည်းမပါဘူးအဲဝင်ငွေရလည်းမကောင်းဘူးအနာဂတ်လက်စိတ်မချရဘူးဆိုတော့ကျွန်တော်အဲ့အလုပ်မှာမလုပ်သင့်တဲ့အကြောင်းကိုစာရေးဆရာကတိတိကျကျလေးပြောပြပေးထားပါတယ်နောက်တစ်ခုကကျွန်တော်စာရေးဆရာကကျွန်တော်တို့ရဲ့ဘဝမှာအဲဒီပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းခွန်အားပေးထားတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာ တခါလေရက်လို့ရှိရင်အော်ပင်ကိုနောက်မပါဘူးဆိုပြီးတော့ဒါပေမဲ့ရှိတာလေးနဲ့ပဲရောင်းရဲတယ်ဆိုပေမဲ့လည်းတကယ်တကယ်ကျွန်တော်တို့တွေ အဲပတ်ဆိုင်ရှိမှလွတ်လို့ရမယ့်နေရာတွေရှိတယ်ပေါ့နော်ပတ်ဆိုင်မရှိရင်ကျွန်တော်တို့နေမကောင်းဖြစ်တဲ့အခါမှာစီကံပြဖို့တွေလိုအပ်တယ်ကိုဘေးနားမှာပတ်ဝန်းကျင်မှာတကယ်ချင်းတယောက်ယောက်တယောက်ကခက်ခဲနေတယ်ဆိုရင်တော့မှကိုကူညီနေတော့တဲ့ပတ်ဆိုင်မရှိရင်ကျွန်တော်တို့ဘဝကအဆင်မပြေဘူးပေါ့နော်ဒါကြောင့်ဆရာကြီးဆရာကဒီလောဘကြီးအရင်ကြီးရမယ်လို့ပြောတာမဟုတ်ပေမဲ့လေကိုအနေနဲ့တကယ်ပဲလူလောကမှာနေတဲ့အခါမှာတင်းတင်းလျောက်ပတ်တဲ့ငွေရှိဖို့လိုတယ်ဆိုတော့ကိုလည်းဆရာကြီးဆရာကသူ့ရဲ့ချာလေးရှင်းပြပေးထားပါတယ်ဒါကတော့ဒီစောက်လေးကိုဖတ်ပြီးတဲ့အခါမှာကျွန်တော်ရခဲ့တဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်ဒါကတော့အနှစ်ချုပ်လေးကို ဲပြန်လည်ပြီးပြောတာပါအဲဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဘဝနဲ့ပြန်ပြီးနှိုင်းရှင်းမိတယ်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်လည်းအာမနက်ဆိုလို့ရှိရင်ညပိုင်းနဲ့ဆိုလို့ရှိရင်အိတ်လို့ရှိရင်ဒီတိုင်းပဲအိတ်တယ်ပေါ့နော်မနက်ပြန်ပါလို့ရမလဲဆိုတဲ့အစီအစဉ်တွေဆွဲတက်တဲ့သူမဟုတ်ဘူးအဲ့တော့ကျွန်တော်ကမနက်ဆိုလို့ရှိရင်အဲတခါလေးအရာထာနောက်ကြတယ်တခါလေးလဲစောတယ်မှတ်မှန်ဘူးပေါ့နော်အဲ့ခါမှာလောက်ရမယ်လောက်ရတယ်ကြောက်ကတောက်တွေချစ်တယ်စီနီယာမကြတော့ ဟိုကလောက်ရမလို့ဒီကလောက်ရမလို့ ਨੇ ကျွန်တော်ရဲ့မနက်ခင်းเนี่ยရှုပ်ရှက်ခတ်နေတာညားတယ်ဗောနော်အဲဒီစာအုပ်လေးကိုဖတ်ပြီးတဲ့ခါမှာဘယ်လိုလုပ်ရမလဲဆိုတော့လေတေချာတိလာတယ်အပြီးတဲ့ခါမှာဒီအာဟာရဖြစ်စီမဲ့အစားအစာဗောကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်လည်း မနခင်ဆိုလို့ရှိရင်တော့မစားခဲ့တာများတယ်ပေါ့နော်ကျွန်တော်နေ့လယ်နဲ့ညစာသူတို့ပြညစာဆိုကျွန်တော်ပူပြီးစားတယ်ပေါ့နော်အဲနေ့လယ်စာလည်းအဲ့လိုမစားပြင်မညစာဆိုတအားစားတယ်ပေါ့ဆိုအိမ်ပြန်ရောက်ရင်ပြန်ပြန်မနဲ့ဆိုလုံးလုံးကိုပြန်လိုက်စားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကနောက်ပိုင်းကျွန်တော်ကျမ်းမာရေးအတွက်ထိခိုက်တဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းဒီအဓိကကတော့မနက်စာနဲ့နေ့လယ်စာကိုပူပြီးစားဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီမနခင်မှာအားပြည့်လို့ရှိရင်ကျွန်တော်လုံးလုံးရတာလည်းအဆင်ပြေတယ်ပေါ့နော်အပြီးတော့ကျွန်တော်ကဒီလေ့ကျင့်ခန်းလေးလေးပါတယ်ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အခါမှာလုပ်တယ်ပေါ့နော်ဒါကျွန်တော်လေ့ကျင့်ခန်းလေးလုပ်တဲ့အခါမှာလည်းကျွန်တော်အများကြီးမလုပ်နိုင်တော့မှအာ55မ ိနစ်ဒါမှမဟုတ်မိနစ်20တော့ကျွန်တော်ပြီးတယ်ပေါ့နော်မနက်ခင်းအာလုံမသွားခင်လေးမှပြီးတယ်တခါလေးတော့ချင်းညနေပြန်လာတဲ့ချိန်မှာပြီးတယ်ပေါ့နော်အဲ့လို listening ကလေးတော့ပုံမှန်လုပ်ဖြစ်သွားတယ်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့အလုံးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကစဉ်းစားဆင်ခြင်ပြီးတယ်ပေါ့နော်ကျွန်တော်လုပ်နေတဲ့အလုပ်ကအာကိုယ့်အတွက်ဝါသနာပါလားပြီးရင်ဝင်ငွေရောကောင်းရဲ့လားပြီးရင်အနာဂတ်ကိုစိတ်ချရလားပြီးလို့အဲ့လိုနဲ့ပတ်သက်ပြီးကိုယ့်ကိုပြန်စဉ်းစားမိပြီးတော့အလုံးနဲ့ပတ်သက်ပြီးအများကြီးကိုယ့်ကိုဆင်ခြင်မိပါတယ်အဲ့နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ အဲဒီတိုးတက်ရတိုးတက်ကြောင်းနဲ့ပတ်သက်ပြီးတော့လည်းဗောနောကျွန်တော်ပညာရေးအပိုင်းဘယ်အပိုင်းတွေမှာကျွန်တော်ကတိုးတက်ဖို့လိုလဲဆိုတာကိုဒီစာအုပ်လေးအဖြစ်အများကြီးသိရှိလာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တကယ်ချင်းတွေကိုလည်းပြန်လည်ဖို့အများကြီးဖြစ်ပါတယ်ခင်ဗျာ။